ဖုန်းကြောင်းကြီးကွာ။ဖုန်းကြောင်းကြီးကွာ။ဖုန်းကြောင်းကွာတည်လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲစတင်ကျင်းပမယ်လို့ကြေညာထားတဲ့အာဏာသိမ်းစစ်တပ်အနေနဲ့အခုလတွေအတွင်းမြန်မာနိုင်ငံအနှံ့အပြားမှာနေ့စဉ်ရက်ဆက်ပုံစံမျိုးစုံနဲ့လေကြောင်းတိုက်ခတ်မှုတွေကိုအပြင်းအထန်လုပ်နေပါတယ်။စစ်ကောင်စီဟာသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေကစစ်ရုံစည်းကမ်းစာတင်ကြောင်းနဲ့ဘာသာရေးအဆောက်အဦတွေပါမကျန်အရက်သားပြစ်မှတ်တွေကိုဥတီတိုက်ခတ်နေရကြောင်းဒေသအများစုမှာအရက်သားတိုက်ဆုံးတာတွေဟာနေ့စဉ်မြင့်တက်နေပါတယ်။ ဒီလိုအခြေအနေမှာအာနာသိန်းစစ်တပ်ရဲ့လေကြောင်းပြန်တမ်းမှုတွေကိုပြည်သူတွေသတိထားလို့ရအောင်သတင်းတွေအဆက်မပြတ်တင်ပေးနေတဲ့အဖွဲ့တစ်ခုရှိပါတယ်။ဝေဟင်လို့အမည်ပေးထားတဲ့လေကြောင်းကင်းထောက်အဖွဲ့ကိုလူငယ်တွေနဲ့ဖွဲ့စည်းထားပြီး24နာရီစလုံးစစ်ကောင်စီရဲ့လေကြောင်းပြန်တမ်းမှုတွေနဲ့တိုက်ခိုက်တာတွေကိုစောင့်ကြည့်ပြီးပြည်သူတွေလေကြောင်းအန်ရဲ့သတိပြုနိုင်အောင်လူမှုကွန်ရက်ကနေတစဉ်ဖော်ပြပေးနေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့လေကြောင်းပြန်တမ်းမှုမှတ်တမ်းတွေကိုပြည်သူတွေသတိထားစောင့်ကြည့်ရမယ့်အခြေအနေတွေနဲ့လေကြောင်းရန်အန္တရာယ်သတိပေးချက်တွေဟာဘလောက်အရေးကြီးကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးဝေဟင်အဖွဲ့ကိုမြန်မာနိုင်ငံကဆက်သွယ်မေးမြန်းထားပါတယ်။တို့ဒီအစောပိုင်းဝေဟင် channel မပေါ်အောင်သေးခင်မှာအနာသိစစ်တပ်ရဲ့စစ်ကြောင်းလှုပ်ရှားမှုတွေကိုပြည်သူနဲ့ရဲဘော်တွေအချိန်နဲ့တပြေးညီသိရှိနိုင်မှုရည်ရွယ်ပြီးတော့ Sky Scout Network ကိုမြေပြင် channel ဖြစ်စတင်ဖွဲ့စည်းခဲ့တယ်။2021အောက်တိုဘာလထဲမှာကျွန်တော်စတင်ဖွဲ့စည်းတယ်ပေါ့။လက်နက်ကင်တော်လန်ရေးစတဲ့အချိန်မှာဒီစစ်ကောင်စီကမြေပြင်မှာ စစ်ကြောင်းတွေထိုးပြီးတော့မှပြည်သူတွေကိုမတရားဖမ်းဆီးတပ်ဖြတ်တယ်။ရွာတွေကိုမီးရှို့တယ်။အဲဒီလိုမျိုးအကြမ်းဖက်မှုတွေကိုဆက်တိုက်ကျူးလွန်ခဲ့တယ်ပေါ့။ဒီလောက်နေတဲ့စစ်ကောင်စီကရံမသွားဘဲနဲ့ဒီပြည်သူတွေနေတဲ့ကြေးရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလှုပ်လာခဲ့တဲ့အချိန်မှာကျွန်တော်တို့ကပြည်သူနဲ့ရဲဘော်တွေ ဖြစ်နိုင်တယ်များအထီးကိုက်နေအောင်လိုရမယ်ဆိုတဲ့ပုံမှာခြေခံပြီးတော့မှကျွန်တော်ဝေဟင်ကိုစတင်ဖွဲ့စည်းခဲ့တယ်ပေါ့2021ဒီဇင်ဘာ9ရက်နေ့မှာဒီစကိုင်းတိုင်းတွင်စစ်ကောင်စီလေကြောင်းပြန်တမ်းမှုတွေကိုကျွန်တော်တို့ဒီတင်ဆက်ဖို့ဆိုပြီး SSN Space ဆိုပြီးတော့စဖွဲ့တယ်။နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ဒီလေကြောင်းသတင်းတွေကိုတင်ပြထောက်လှမ်းပေးနေအောင်ဆိုပြီးဒီ SSN Space ရနေမှာဝေဟင်ဆိုပြီးတော့မှကျွန်တော်နာမည်ပေးပြီးတော့ ဒီဝဟင်ကင်းတော့ channel ဆိုပြီးတော့မှအတီးပြုတ်ပြီးကျွန်တော်တို့ဒီလှူရှားလေပက်ခဲ့တာဗောနော်နိုင်ငံတကာမှာဆိုရင်တော့ဒီတစ်ဖက်ရန်သူရဲ့စစ်လေရင်တွေပြန်တမ်းမှုကိုခင်မီရေဒါစနစ်တွေနဲ့လွယ်လွယ်ကူကူထောက်လှမ်းသိရှိနိုင်တာဗောအဲဒီကိုနိုင်ငံပိုင်နယ်ထဲကိုဝင်လာတဲ့ရန်သူလေရင်တွေကိုထောက်လှမ်းသိရှိရတဲ့တပြိုင်နက်အတံပြန်မှုတွေကကိုဘက်ကချက်ဖိုက်တာတွေပြန်တက်ပြီးရန်သူလေရင်တွေကိုကြားပြန်ဟန်တာပေးတာတွေ နောက်ပြီးတော့မြေပြင်ကနေဝင်ဝင်ပစ်တဲ့မီဇိုင်းတွေနဲ့တားဆီးကာကွယ်တာမျိုးတွေဒီလိုမျိုးစနစ်ကျတဲ့အစိမ့်မြေနီးပညာတွေနဲ့ဒီကမ္ဘာနိုင်ငံတည်တည်မှာဒီလိုပဲတားဆီးကာကွယ်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စီမာကဒီရန်သူချက်ဖိုက်တာတွေကိုထောက်လန်းသိရှိနိုင်မှုရေဒါတွေမရှိဘူးမီဇိုင်းတွေမရှိဘူးဒါပေမဲ့ကျွန်တော်တို့မှာရှိတာကျွန်တော်တို့မှာပြည်သူတွေရှိတယ်ရဲဘော်တွေရှိတယ်နိုင်ငံတော်ကမှာကျွန်တော်တို့ရဲ့ပြည်သူတွေရဲဘော်တွေရှိတယ်အဲဒါဒါကြောင့်မို့လို့ဒီကျွန်တော်တို့ဒီအာနာသိန်းစစ်တပ်ရဲ့စစ်လေရင်ဖြစ်တန်းသွားလာမှုတွေကိုမြင်ရတာကြားရတဲ့သူတွေကကျွန်တော်တို့စီကို သတင်းချက်လက်တွေပေးပို့တယ်အဲကနေမှတစ်ဆင့်မှကျွန်တော်တို့ကဒီစစ်ကောင်စီရဲ့လေကြောင်းပြန်နှံ့မှုတွေကိုကျွန်တော်တို့ခြေရခံစောင့်ကြည့်ပြီးတော့မှဒီ channel မှာပြန်တင်ပေးတာပေါ့အဲလိုမျိုးလေးပဲကျွန်တော်တို့လေပတ်ပါတယ်ဗျကျွန်တော်တို့ကတော့ဒီတော်လိုင်းကြီးကာလာမှာရေမရှင်းတူတဲ့တငယ်ချင်းတွေစုပြီးတော့မှလောက်ခဲ့ကြတာပေါ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကျွန်တော်တို့ဘယ်လိုမျိုးကာကွယ်ကြမလဲ အပြည်သူတွေကိုဘယ်လိုမျိုးဘေးကင်းအောင်လုပ်ကြမလဲဆိုပြီးတော့မှတယောက်နဲ့တယောက်တိုင်ပင်ဆွေးနွေးကြရင်းနဲ့ဒီလေချောင်းရံကာကွယ်ရေးကွန်ရက်ကိုကျွန်တော်တို့ဖွဲ့တင်တယ်ဆိုပြီးတော့မှဖွဲ့လာပေါ့ကျွန်တော်တို့ဒီလာမယ့်ဒီ2025ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာဆိုရင်ကျွန်တော်တို့ channel ကတီထောင်တာ၄နှစ်ပြည့်တဲ့အထိမ်းအမှတ်ပေါ့နော်ကျွန်တော်တို့ကပြည်သူတွေနဲ့ရဲဘော်တွေကိုလေချောင်းအနယ်ကနေကြိုတင်ရှောင်ရှားနိုင်မှုဒီအနာသိစစ်တပ်ရဲ့လေချောင်းလှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီလဲစောင့်ကြည့်ထောက်လှမ်းပြီးတော့မှကျွန်တော်တို့လက်ဟမှုမရှိအောင်စနစ်တကျနေတော့လေပတ်နေပါတယ်ဗျာ လေကြောင်းသတင်းတွေကိုပြည်သူတွေအနေနဲ့ကကြိုတင်သတိထားမှာပဲရမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘလောက်ပဲပုန်းခိုးခြင်းတွေတူးထားတူးထားဒီလေကြောင်းတက်လာပြီဆိုတာနဲ့ကျွန်တော်တို့ကသတင်းမသိရအောင်ဆိုရင်ပုန်းခိုးခြင်းတူးထားလဲကျွန်တော်တို့ကအလကားပဲလေ။ပုန်းခိုးခြင်းရှိပေမဲ့ဒီလင်းလာတာကိုမသိလိုက်လို့မို့ဟိုထိခိုက်ဒေဆုံးမှုများသွားတဲ့ဖြစ်စဉ်တွေလည်းအများကြီးပဲလေ။အဲနေမမှာရှိတဲ့အဖွဲ့အစည်းတွေကလည်းပြည်သူတွေကိုအသိပညာပေးဟောပြောပွဲတွေလုပ်တင်နေပြည်သူတွေအနေနဲ့ကလည်းပေါ်ဆမနေပဲနဲ့အကြမ်းဖက်စစ်ကောင်စီဒီအချိန်မရွေးနေရာမရွေး ငါတို့ဒီလေချောင်းကတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့စိတ်ကိုအမြဲတမ်းထားပြီးတော့မှသတိဝိရိယနဲ့အမြဲတမ်းနေထိုင်တင့်နေပေါ့ကူလာပိုင်းထဲမှာဆိုရင်လေချောင်းတိုက်ခိုက်မှုအချိန်ရအချိန်600နီးပါးရှိတယ်အဲပြီးတော့ဒီဂျက်ဖိုက်တာတွေ MI35 တွေဝိုင်းတွဲတွေပြီးတော့ဒီဆက်တက်လေဒီပါရာမော်တာတွေဂျိုင်ရိုကော်ပတာတွေပြန်တက်မှုအချိန်ရဆိုရင်အချိန်တထောင်နီးပါးရှိခဲ့တယ်ပေါ့အလုံးပေါင်းလေချောင်းတိုက်ခိုက်မှုအစီးရဆိုရင်ကျွန်တော်စကိုင်းတိုင်း မန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းမြောက်တွေမှာဆိုရင်အလုံးပေါင်းအစည်း438စီးနဲ့ပြန်တက်ခဲ့ပြီးတော့မှဒီရောက်တိုက်ခိုက်မှုအကြိမ်ကြီး986ကြိမ်လောက်လုပ်ခဲ့တယ်ပေါ့တဖြည်းဖြည်းနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုပိုတိုးလာတာပဲရှိတယ်လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးတွေနဲ့ပြန်တက်မှုအကြိမ်ကြီးကိုလည်းကျွန်တော်တို့ channel မှာအမှတ်တမ်းနေထားလည်းရှိပါတယ်ဒီကာလမှာဆိုရင်အကြမ်းဖက်စစ်ကောင်စီကဒီတိုင်းသားဒေသတွေမှာဂျက်ဖိုက်တာတွေဝိုင်းတွဲတွေကိုပုံမှန်တုံးလာပြီးတော့မှာ ဒီလင်းပြေးလက်နက်ဥပမာ point 5 point 8လိုမျိုးလင်းပြေးလက်နက်မရှိတဲ့အညာဒေသမှာဆိုရင်တော့ဒီပါလာမော်တာတွေကျဲတယ်ဂျိုင်ယိုကော်ပရာတွေနဲ့ကျဲတယ်ဒါတွေကိုသူတို့ပို့ပြီးတော့အဓိကထားလှုပ်ဆောင်နေပေါ့အညာဒေသကပြည်သူတွေအနေနဲ့ကလည်းဂျိုင်ယိုကော်ပရာတွေပါလာမော်တာတွေရဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုပို့ပြီးတော့ခီးဆိုင်တင်ပါတယ်ဒီကာလမှာဆိုတော်တော်များပါတယ်ဗျာလေရင်တက်လာပြီဆိုတာနဲ့ဒီဂျက်ဖိုက်တာကတနေရာကိုကျဲတော့မယ်ဆိုတာကို ခံမှန်းလို့ရရမယ်ကျွန်တော်တို့ဘယ်နေရာကိုကျဲမယ်ဆိုတာတော့ကျွန်တော်တို့ဒီအကြံမသိနိုင်ဘူးလေဒါကြောင့်လေရင်တက်ပြီဆိုတာနဲ့ဒီစစ်ကောင်စီရဲ့လေရင်ကမိမိနယ်ကိုဥတီနေရပါ냐ဆိုရင်သတင်းကြိုတင်သိရတာနဲ့ကိုကိုဘက်ကကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတော့ကလူချင်းထဲမှာပုန်းခူတာတွေဘာကြီးလုပ်မယ်ဆိုရင်တော့အသက်အနည်းဘေးကင်းနိုင်တာပေါ့နော်ကျွန်တော်တို့ညာဒေသမှာဆိုရင်တော့ဒီစစ်ကောင်စီက internet line တွေဖြတ်တောက်ထားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပြည်ပြင်အထိုင်ဆက်တွေနဲ့ချိတ်ဆက်ပြီးတော့မှဒီစစ်ကောင်စီရဲ့လေချောင်းဖြတ်တန်းမှုတွေကိုကျွန်တော်တို့အဲချင်းချင်းချိတ်ဆက်ပြီးတော့သတင်းပေးသတင်းသတင်းယူပြန်လုပ်ရတယ်ပေါ့ အဲပြီးတော့မှဒီအထိုင်ဆက်တွေကနေမှဒီပြည်သူတွေကိုပြန်ပြီးတော့သတင်းဖြန့်ဝေတယ်ပြည်သူတွေကလည်းဒီရေဒီယိုတွေဘာတွေမရှိတော့ဒီ icon တွေပဲကန်ရတာပေါ့အဲဒီ icon တွေကနေမှပြည်သူတွေကြိုတင်သတင်းသတင်းရရှိပြီးတော့မှကျွန်တော်တို့ဒီ baking ခဲ့တဲ့ဒါတကားကြီးလည်းအများကြီးပေါ့တချို့နေရာမှာဆိုရင်လည်းပြည်သူတွေကသတင်းမရရှိလိုက်လို့မို့ဘုံကျဲတိုက်ခိုက်ခံရနေအဆုလိုက်ပြန်တဲ့သုံးနာရီလည်းရှိတယ်ပေါ့ဥပမာဒီပစီကြီးဖြစ်စင်နေတို့ချောင်းဦးကဒါစီမီတပိတ်ပါလာမော်တာနဲ့ဘုံကျဲခံရတဲ့ဟာတွေတို့ပြီးရင်အိုရင်းကွင်း ာတင်ကြောင်းတွေကိုဘုံကျဲတဲ့ကိစ္စတွေပေါ့ဒါတွေကကျွန်တော်တို့ဒီအဲရုပ်တရက်ဝင်ရောက်လာတဲ့အချိန်မှာဒီသတင်းကြိုတင်များရှိမှုကြောင့်ဖြစ်သွားတဲ့ကိစ္စတွေပေါ့ဒီအဓိကတော့ကျွန်တော်တို့ကလည်း Telegram Channel မှာသတင်းတွေတင်ပေးမယ်မြေပြင်ကဒီအထိုင်သက်တွေကလည်းပြည်သူတွေကိုသတင်းဖြန့်ဝေမယ်ပြည်သူတွေကလည်းဒီလေကြောင်းအန္တရာယ်ကိုဒီ view site ပြီးတော့မှကာဝယ်ကြမယ်ဆိုရင်တော့အထိကိတ်တည်ဆုံမှုနည်းနိုင်ပါတယ် အဓိကစိန်ခုံမှုခက်ခဲတွေကဘာကြီးလဲဆိုတော့ဒီစစ်ကောင်စီကဒီတချို့တော်လိုင်းကြီးလွတ်မြောက်နေမြေတွေမှာ internet line တွေဖြတ်ထားတော့ကျွန်တော်တို့ရဲဘော်တွေကဒီ internet line ရတဲ့နေရာလေးတွေကိုသွားသုံးရပြီးတော့မှဒီသတင်းတွေကိုတင်ဆက်ပေးရတာပေါ့အဲဒီခါလေးကြာရင်လည်းအချိန်မရှိချိန်ရှိအညနေတကောင်နေမှာလည်း line ရတဲ့နေရာလေးတွေမှာသွားသွားသုံးရတဲ့ဟာလေးရှိတယ်ပြီးတော့ဒီကျမ်းမာရေးထိခိုက်မှုပေါ့ကျမ်းမာရေးထိခိုက်မှုကကျွန်တော်တို့က channel မှာဒီ24နာရီလုံးလုံးစောင့်ကြည့်ရတယ်ဆိုတော့ကျွန်တော် ကျွန်တော်တို့မှဒီတချို့ရဲဘော်တွေဆိုရင်ဒီအုံကြောအားနေတာတွေဒီအေးပြက်အစားပြက်နဲ့ဒီကျမ်းမာရေးထိခိုက်တာတွေအဲ့ဒါတွေရောဖြစ်ခဲ့ပါတယ်အဓိကတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အာနာဒိန်စစ်တပ်ကဒီခိမီလက်နက်တွေကိုတပ်ဆင်ထားတဲ့လေတပ်ကိုပိုင်ဆိုင်ထားတော့ဒါကတော့ကျွန်တော်တို့အလုံးရဲ့အဓိကစိန်ခေါ်မှုကြီးတစ်ရပ်ပေါ့နော်အဓိကတော့ကျွန်တော်တို့က Telegram Channel ကနေမှာသတင်းလက်ခံရယူတယ်အခြားနီးလန်းနေနေလည်းကျွန်တော်တို့သတင်းရယူရရှိပါတယ် ပြီးတော့မြေပြင်အထိုင်ဆက်တွေရဲ့ကူညီမှုတွေနဲ့တို့ကျွန်တော်တို့သတင်းတွေရတာရှိပါတယ်အဓိကကျွန်တော်တို့ကတော့ပြည်သူတွေကိုဘေးကင်းစေခြင်းနဲ့ရဲဘော်တွေကိုဘေးကင်းစေခြင်းနဲ့အထီးကိုက်နဲနိုင်များနေစေခြင်းနဲ့လုံးဝမရှိရင်တော့ကျွန်တော်တို့အကောင်းဆုံးပေါ့ဗျာကျွန်တော်တို့အေးအေးပြတ်ခန့်အောင်ကြိုးနှက်ပါတယ်ကျွန်တော်တို့ဖွဲ့ရဲ့အမှတ်တရဖြစ်ပျက်လေးတွေကတော့ကျွန်တော်တို့ရဲဘော်တွေလေချောင်းခင်းတော့ channel မှာလုံရင်းနဲ့ကျွန်တော်တို့ကျမကြီးထိခိုက်တာတွေရှိခဲ့တယ်ကျွန်တော်တို့ရဲဘော်တယောက်ဆိုရင်ဒါ channel မှာတောက်လျှောက တအားချိန်ပေးရင်းနဲ့သူအောင်ရောထိခိုက်ပြီးတော့မှဒီဆေးုံတက်ပြီးတော့ဒီနောက်ပိုင်း channel မှာသူဝင်ကူမပေးနိုင်ပြီးဒီဖုန်းတွေပါလေမကြည့်နိုင်ထိအဲ့လိုဖြစ်ခဲ့တယ်ဗောနော်ဖြည့်ဆွက်နေနေရတော့ပြည်သူတွေနေနေလေရောင်းအန်ရေကိုအထူးကူစားကြပါအဲစစ်ကောင်စီကဘုံကြီးချောင်းစာတင်ချောင်းရဲရွာအင်ဂျီမရွေးအများကြီးပဲလေရောင်းတက်ခိုက်တာတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလေရောင်းအန်ရေကိုအရန်အရန်ကိုကူးထိုက်ကြပါမြေပြင်မြေပြင်အဖွဲ့တွေရဲ့သတိပေးလိုင်းနာချက်တွေကိုလည်းနားထောင်ပါ ။နောက်ပြီးတော့ကျွန်တော်တို့ဝေဟင် channel မှာသတင်းပေးပါတင့်ရဲ့သတင်းစကားတစ်ခုကပြည်သူလူထုရဲ့အသက်တွေကိုကာကွယ်နိုင်တဲ့အတွက်ဒါဟိုကုသိုလ်လည်းရပါတယ်။ကျွန်တော်ဝေဟင် scout ဘောမှာကြိုဆိုနေပါမယ်။